ရေဒတ်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တင်မှပြန်လဲကျဆွနာရပါရှင်ကျမတို့ channel ကနေနေစဉ်ပြတွင်ပြပသတင်းများကြော်လိုင်းသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းကြီးစားတည်တည်ဆက်ပြီးတော့မှဖြစ်ပါရှင်ရခုပရမောင်စွာစားတည်တည်ဆက်ပေးမဲ့သတင်းချောင်းလေးကတော့ AI တိုင်းအတွင်မှာပေါ်လာဆွဲခံနေရတဲ့လူငယ်များကိုစစ်တင်တဲ့တဲ့ရင်အပတ်စဉ်17ကိုပို့ဆောင်ထားရဆိုတဲ့သတင်းလေးပဲဖြစ်ပါရယ် AI ဝိဒိုင်းအတွင်းမှာစကားစီကအတ္တမဖန်ဆီးထားတဲ့လူငယ်များကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်ထားရှိပြီး ီတင်တန်းအပတ်စဉ်17အဖြစ်မတ်လ17ရက်နေ့ကစတင်ဆင်းလုခဲ့ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာအရာယူတိုင်းအတွင်းရှိရက်ွက်တဲ့ကျေးရွာများတွင်စစ်ကောင်စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများကညပိုင်းတွင်ဝင်ရောက်ဖမ်းဆီးပြီးနှာတခတ်တို့ပို့ဆောင်ခံထားသူများကိုစစ်တပ်များသို့အတုပ်ခွဲကပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ညဘက်ကြီးစင်းပါတယ်ဆိုပြီးခေါ်သွားတာသူ့မှာအသေးရောဂါရှိတယ်ဆိုတာတောင်းဆေးစစ်ပြီးပြန်လွတ်ပေးမယ်ပြောပါရယ်အခုတော့ပြန်မလာတဲ့အပြင်တင်တန်းသွားရတော့မယ့်အကြောင်းကြားလာအကြောင်းကြားလာခဲ့ပါရယ်ဟူပသိမ်မြွနယ်မှာစစ်မှုထမ်းရင်စုဆောင်ခံခံရသူမိသားစုဝင်တူအပြောဆိုထားဖြစ်ပါရယ် စစ်မှုထမ်းတင်တဲ့တယံစင်တွခရတူနေရချုပ်ကိုအနောက်တော်တိုင်းစစ်ဌာနချုပ်ရှိအာဇာခံမာရင်အေရဝီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့စစ်တိုင်းမူဘုံမူချုပ်စူကျော်ထက်တို့ကလာရောက်တွေ့ဆုံခဲ့ကြအောင်စစ်ကောင်စီပိုင်းနဲ့မီဒီယာများမှသတင်းထုတ်ပြန်ချာဖြစ်ပါတယ်အခုကတင်တန်းတွေကတလားလောက်ပဲ ်ပေးတော့တယ်ရှေ့တန်းမှာစစ်တမ်းရတွေတအားလူနေပြီလေဟိုစကောင်းစစ်တမ်းနဲ့နေဆက်တူတူကပြောဆိုထားဖြစ်ပါတယ်အေရဝီတိုင်းတွင်ပြည်သူစစ်မှုထမ်းတင်တဲ့အပပတ်စက်30ကိုဖေဖော်ဝါရီလ12ရက်နေ့တွင်တင်တဲ့စတင်ပေးခဲ့ပြီးတင်တဲ့ကာလတလမပြည့်သေးခင်မှာပဲယခုအပတ်စက်17ကိုစတင်ရစစ်စင်ချင်ဖြစ်ကြောင်းသိရှိရပါတယ်ဧရာဝတီတိုင်းရှိပိတုစမုထံတင်းနေဆက်တတာတင်းများအဖြစ်အများစုကိုတော့ ရှစ်တန်းစစ်မြေပြင်သို့ပို့ဆောင်ရတဲ့တိုက်ပွဲတွင်ဒေသပျောက်ဆုံးခြင်းနဲ့တပ်တွင်မှပင်ရှစ်တန်းသို့အတင်းကျပ်ပို့ဆောင်ကမိသားစုများဖြင့်ဆက်တွယ်ခွင့်မပေးသောကြောင့်တပ်များဟာနေစဉ်ထွက်ပြေးမှုများလည်းဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့မြန်မာပါဝင်၄၇နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်ဖို့အမေရိကန်ကသုံးသပ်စဉ်းစားလိုက်ပြီးဆိုတဲ့သတင်းလေးပဲကိုတင်ဆက်ပြမှာဖြစ်ပါရှင်။အမေရိကန်ပြည်ထောင်စုက47နိုင်ငံကနိုင်ငံသားတွေပြည်ဝင်ခွင့်ပိတ်ပင်ဖို့သုံးသပ်စဉ်းစားနေတဲ့နိုင်ငံစဉ်တွေကို writer ကမတ်လ15ရက်ကဖော်ပြထားပြီးဖြစ်ပါရယ်။မြန်မာနိုင်ငံအပါအဝင်9နိုင်ငံကိုချင်းချက်တချို့နဲ့ပြည်ဝင်ခွင့်လက်ခံပေးမယ်။အလဲအပတ်ကြောင်းသားနဲ့တခြားအခြေစိုက်ပြောင်းရွှေ့မဲ့ပြည်ဝင်ခွင့်ဗီဇာတွေဆိုင်ငံ့ဖို့ရှိတယ်လို့ဆိုထားလည်းဖြစ်ပါရယ်။ လာအိုမြန်မာနဲ့တောင်ဆူဒန်နိုင်ငံတွေကိုဒုတိယအုပ်စုမှထပ်တွင်လိုက်တာဖြစ်ပြီးပထမအုပ်စု10နိုင်ငံမှာတော့အာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယား၊ကျူဘာ၊မြောက်ကိုရီးယားစတဲ့နိုင်ငံတွေပါဝင်တာဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့ pizza လုံးဝမရနိုင်တော့ဘူးလို့သိရပါတယ်။တတရအုပ်စုမှာတော့ Belarus, Pakistan အပါဝင်26နိုင်ငံအစိုးရတွေကတော့ရက်60အတွင်းမှာလိုအပ်လက်ဟာချက်တွေကိုဖြည့်ရှင်းဖို့မကြိုးပမ်းရင်းဒစိမ့်တစ်ပိုင်းဆိုင်ရဖို့ရှိနေကြောင်းသိရှိရပါတယ်။ပြည်ဝင်ခွင့်ပြည်ပင်ဖို့တုံ့တက်စဉ်းစားတဲ့နိုင်ငံတွေရဲ့အစည်းအဝေးကို New York Times ကပထမဆုံးဖော်ပြတယ်လို့တရင်မှာဖော်ပြထားတယ်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့စကောင်းစစ်တပ်သားတွေပြေးကြပြန်ပြီးဆိုတဲ့သတင်းဆောင်ပေါင်းတင်ဆက်ပြမပြပါရှင်ရခင်ကစစ်တပ်ရဲ့ထူးဆီးတဲ့ကြောင့် KNU တပ်များထိုင်းတို့ဖြတ်ကိုတင်းရှောက်သွားခဲ့ကြရတဲ့အစင်လာရှိခဲ့တော်လည်းပဲတော်လည်းကြီးစတင်ဖြစ်ပေါ်တဲ့နောက်မှာတော့တဖက်နိုင်ငံတို့ထွက်ပြေးတင်းရှောက်ကြသူများဟာ Stand up Army မှတပ်ဖွဲ့ဝင်များဖြစ်လာတဲ့ကံကြမ္မာအလက်အပြောင်းကိုရှက်ွယ်လေးလေးကြုံလာရပြန်ပြီးဖြစ်ပါရယ် ရခိုအခါမှာ KM မြို့သားလွမြောက်ရေးတပ် KLA နဲ့ PDF ပူပေါင်းတပ်များကနှင်းဆက်ရှိ Bluetooth စခန်းကိုစီးနှင်းတိုက်ခတ်ခဲ့ရတွင်စစ်ကောင်စီတပ်သားများအများပြားကြရှုံပြီးကြန့်ရှိသူများလည်းလက်လက်အများပင်မတင်နိုင်တော့ဘဲကစစ်ကလေးရနဲ့ထိုင်းဖက်ရှိ တပ်ပြင်းနဲ့ထဲလိုထွက်ပြေးဝင်ရောက်တွားကြသည်ဆိုတဲ့သတင်းကို AFP ကျင်းတဲ့သတင်းမှတဆင်ကမ္ဘာသတင်းမီဒီယာများတွင်ဖော်ပြလာခဲ့ကြပြီဖြစ်ပါရယ်။နှစ်ပတ်နေပါချိုးဆစ်ဆင်ခဲ့ပြီးနောက်တောက်ကြနေတဲ့နဲ့၃နိုင်အတွင်းစခန်းကိုသိမ်းပတ်နိုင်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စစ်တပ်ကမိမြအရေးအတွက်ထွက်ပြေးသွားတယ်ကိုအတိအကျမသိရဟု KNU ရဲ့ကြေညာချက်တွေပါရှိထားဖြစ်ပါရယ်။ပူလူတူစခန်းဟာမြောက်ရီမြို့မြောက်ဖက်မိုင်ငါစခန်းအကွာမှာရှိနေခဲ့တဲ့ဖြစ်ပါရယ်။ စကားစီဟာနေဆက်ဒေတာများတွင် နလန်မထူနိုင်အောင်ရှုံနေတော်လည်းပဲအလဲပိုင်းဒေတာတွင်မူအတင်းကျပ်စစ်အားဆူဆောင်းမှုများလေးချောင်းအသာစစ်ဖြင့်ကြက်ကြက်ထိုင်တဲ့အရှင်ကြီးချောင်းတရှိရပါသည် ၎င်းတို့ရဲ့ခံတပ်နေပြည်တော်ကိုအ धिक ချင်းချောက်လာမည်ပြည်သူကာကွယ်ရေးတပ်များကိုအရင်ချေမုန်းနိုင်မည်ဖြစ်သည်ဟုစိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ရခိုင်ကလည်းရုရှားခီးစစ်အတွင်မှအာဂါတာနဲ့ဂျူတုနေပညာပူပေါင်းဆောင်ရွက်ရေးကောင်စင်အတွင်မြေပြင်ကိုစောက်ကြည့်ထောက်လန်းနေတဲ့ဂျူတုသတင်းတပ်ပုံများပေးပို့ရန်ရုရှားရဲ့သဘောတူညီချက်ရရှိသွားပြီးဖြစ်၍ဩစတြေးလျရဲ့ဒီအင်ဒီပရီတာစာကြောင့်တွင်အင်ဒရူးဆက်ကရေးသားထားလည်းဖြစ်ပါရဲ့။ ဂျိုဒူမှာပေးပို့ခဲ့တဲ့ပုံရိပ်များလေးလာရန်တုတေသနာပြုရေးပူးတွဲဌာနဖွင့်လှစ်ရန်တဘောတူခဲ့ကြပြန်၍၎င်းတို့အားဖတ်ရှုတတ်အောင်တင်ကြားပို့ချရန်ရုရှားပညာရှင်များကအကူအညီဖို့ရှိနေခဲ့တဲ့ဖြစ်ပါရယ်။မဲအောင်လိုင်းမှာလည်းတစ်ချက်ခုနှစ်ချက်ပြတ်ဆိုသလို၎င်းရဲ့လက်အောက်တွင်မရှိတော့တဲ့မိုးကုတ်ဖာကန်စကိုင်းတိုင်းအတွင်ရှိတရားစတဲ့တွင်များ လာရောက်တူးဖော်ကြရန်ရုရှားကုမ္ပဏီများကိုတရားဝင်ဖိတ်ခေါ်လိုက်ပြီးဖြစ်ပါရယ်။ရင်ဟာလုံချိုရေးတာဝန်ယူရန်ရုရှားတပ်များဝင်လာအောင်တစ်ဖက်လက်၍ခေါ်ယူရန်ကြံစည်လာခြင်းဖြစ်ပါရယ်။ပိုင်းသားတပ်များအဖို့၎င်းတို့လက်ဝဲရရှိထားတဲ့နေမြများကိုတသက်လုံးရရှိနေမည်အလားရှစ်မူကအချင်းချင်းအငင်းပွားနေရန်အချင်းမရှိတော့စစ်တပ်မှနေမျိုးစုံနဲ့ကောက်ကျစ်ရုံမာရန်တွေးခွဲရန်24နာရီကြံစည်နေတဲ့အတွေ့၎င်းတို့အားအပြီးပိုင်အများဆုံးဖယ်ရှားနိုင်မှာ ဖြစ်နိုင်ပြီဟုနှလုံးတွင်ထားကြရမည်ဖြစ်ပါれလက်ရှိတွင်နိုင်ငံတကာကစောင့်ကြည့်နေကြသည့်ဖြစ်၍ကျော်လွန်ရေးကိုဦးတည်ရမည်အစာရရှိထားတဲ့နေမြင်များကိုအငင်းပွားနေကြဒီမှာမိသူကလွန်တည်ဖြစ်စေလွန်စွာရှက်ဖို့ကောင်းနေပြီဖြစ်ပါれငကိုကလေးကထို့တို့ဖြစ်မိဟုထင်ကြပေးထားသူများအတွက်ဂျင်းနဲ့သွားအောင်လုံးနေတယ်လို့ဖြစ်နေခဲ့လည်းဖြစ်ပါれ အချိန်ရရှိနေတဲ့တိုက်ပွဲကိုဆက်မတိုက်တော့ဘဲရပ်ပစ်လိုက်ချက်အတွေ့တချိန်ကျရင်နောက်ထပ်ရမည်ဆိုကမိသူများစာနာကြတော့မှမဟုတ်ထို့ကဲ့သို့အတွေ့ခေါ်ရှိခဲ့တဲ့ကိုပင်အံ့ဩနေခဲ့ကြပြီဖြစ်ပါရယ်လက်ရှိတွင်အကြံဖက်စစ်တအားကမ္ဘာရဲ့လက်နက်အင်အားကြီးနိုင်ငံကကကူညီပတ်ပို့ပေးနေပြီဖြစ်၍အပြစ်ခံရဆမ်းမဲ့အချိန်မဟုတ်တော့ပါဘူးအချင်းဆွဲ၍မရတော့အိမ်နဲ့အားနဲ့ပြက်ပြက်တတတိုက်နိုင်မှဖြစ်ပေတော့မည်စကားစင်း လုံးဝပြိုကွဲသွားမှသာနဲ့အောင်ပွဲခံနိုင်ပြီဟုပြော၍ရတော်လည်းပဲလက်ရှိတော်လန်ရေးကြောင့်၎င်းတို့အသက်ဆန္ဒရည်မျိုးစုံတုံ၍ရုပ်ကံနေရအောင်အတိုင်းတိုင်းအပြည့်ပြည့်ကြားလို့မကောင်းအောင်တရုတ်ရုရှားတို့အားခြေတလုံးပြည့်ဖက်နေရတဲ့အခြေဖြစ်လာအောင် လုံနိုင်ခဲ့ပြီလည်းဖြစ်ပါရဲ့ နိုင်ငံဟာနှစ်ပေါင်း80လလောပြည်တွင်းစစ်တမ်းစစ်ဗိုလ်ချုပ်များရဲ့အုပ်ချုပ်ရေးနဲ့စည်ရဲမွေတင်မှုဒဏ်ရာတန်းချက်များကိုခါးစီခံခဲ့ကြပြီး ဖြစ်တော်လည်းပဲလူငယ်များအဖို့ယခုအချိန်လောက်အနာဂတ်စူတီကိုအသာထားအောင်ပြီးအသက်တချောင်းကိုရှာကြံမွေးနေရလောက်တဲ့အထိကြောက်မဲ့ဖွယ်ဆိုးဝါးလာတဲ့အနေအထားကိုကြုံတွေ့ခဲ့ရခြင်းမရရှိတော့ပါဘူး ရခိုင်ကတခါမြမျောမန်းနိုင်ခြင်းမရှိခဲ့တဲ့လပတော့တိုးတက်ရတိုးတက်ကြဖို့ဆွမ်းနိုင်မယ်အနာဂတ်ကိုဒေါ်ဆာဆူကြည်ဦးဆောင်တဲ့ဒီမိုကရေစီအစိုးရလက်ထက်တွင်ပြက်ပြက်ထထင်မြင်ခွင့်ရလာခဲ့တော်လည်းပဲမဲအွန်ဦးဆောင်တဲ့စေဘူးချုပ်တတရဲ့လက်နဲ့အာကိုဖြင့်အနာသိမ့်ယူခဲ့၍တဟုံချင်းပြက်စီသွားခဲ့ရလည်းဖြစ်ပါရဲ့ လူငယ်ထောက်ပေါင်းများစွာကလည်းလက်လက်ဆွဲကမ်းတော်လှန်ခဲ့ကြ၍ယခုအခါစစ်ကောင်စောင်းများဟာရန်ကုန်နေပြီးတော့မန္တလေးတဝိုက်တူတာစိတ်ချလက်ချသွားလာနိုင်တဲ့အခြေအနေကိုရောက်ရှိလို့နေခဲ့လည်းဖြစ်ပါရယ်အကြမ်းတက်ဆက်ပင်မှုဒီမှာပဲကြာနာကိုပြပါရှင်အပင်နာစမှုအတွေ့အထွေကျေးဇူးတင်ရှိပါရှင်